ိုရထားတဲ့ဘဝကိုမစင်းစားပဲနေရင်ကိုယ်ကိုမသေးဘူးလို့ပဲထင်တယ်မနစ်ကလည်းငါပဲဒီနှစ်လည်းငါပဲဟုတ်ရင်တော့လည်းငါပဲဒါပဲလို့စိတ်ထဲမှာအပြောင်းလဲမရှိတဲ့ထာဝရမြဲတဲ့အမြဲထမှတ်တယ်တကယ်ကတော့မြည်ရည်တွေဟာစီးနေတယ်လို့ပဲ ထိုင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကိုရှိမှမြစ်ကြီးကစီးနေတယ်။မနေ့ကရေတစ်စက်မှမရှိတော့ဘူးဒီနေ့စီးနေတာဒီနေ့ရေတွေပဲ။ရေကစီးသွားပြီ။သို့တော့ဘယ်ခါတော့ကြည့်ကြည့်မြစ်ထဲမှာရေရှိနေတဲ့အခါမနေ့ကရေလို့ပဲထင်တယ်။ထို့တူပဲကိုယ့်ရဲ့ခန္ဓာကိုယ်ရုပ်ပုံလွှာတွေစိတ်အနေထားတွေဟာ မနေ့တုန်းကလည်းငါပဲဒီနေ့လည်းငါပဲလို့သာဝရလို့ထင်နေကြတယ်သို့တော့အဲ့ဒါတွေကသာဝရမဟုတ်ဘူးပြောင်းလဲပြီးတော့နေတဲ့အရာတွေသာဖြစ်တယ်လို့ဆိုတာကိုလူတွေဟာမသိနိုင်ကြဘူးမသိတဲ့အခါကျတော့မမြဲတဲ့အရာကိုမြဲတယ်လို့စိတ်ထဲမှာထင်ခြင်းဟာမာယွင်းခြင်းတစ်ခုပဲ